90ပြည့်အင်းဝတတာမြန်မာနိုင်ငံ၏တောင်မြောက်အလျားလိုက်ကိုအေယာဝတီမြစ်တီအရှိလျားဆုံးဖြတ်တန်းထား၏ရင်းတို့ဖြတ်တန်းရာတွင်အလယ်ရုမမင်းဝန်တောင်ကျောတွင်ဘူမိပေဒသဘောအရအရှိအနောက်တစ်စချိုးစီးဆင်းခဲ့သည့်ထို့ကြောင့်မြန်မာနိုင်ငံ၏တောင်နှင်းမြောက်ကိုဒိုးရှိုးပေါက်ဆက်သွယ်ရေးတွင် စကိုင်းမြို့အနီးရှိတောင်မြောက်မှအရှိနောက်သို့စီးဆင်းနေသောအေယာဝတီမြစ်၏တစ်စစ်ချိုးနေရာသည်အ धिक အချက်ချာကြသောတဘာဝတကားမကြီးနေရာဖြစ်ပါ၏တရုတ်ပြည်နယ်ဆက်မူဆယ်လာရှိုးမှတိဘောကြောင်မဲကိုဖြတ်ကာမန္တလေးမှတဆင့်အနောက်ဖက်အိန္ဒိယပြည်မိုးရီနယ်ဆက်သို့လကောင်းရန်ကုန်တောင်ငူပြင်မနာဒုမဟုတ်မော်လမြိုင်ပကူးတောင်ငူပြင်မနာဒုမဟုတ်ရန်ကုန်ပြည်မကွေးကြောက်ပတ်တောင်မိထီလာမှတဆင့်မန္တလေးကိုဖြတ်ပြီးကလေးမိုးရီသို့လကောင်း ဗမော်မြကြီးနာတို့၎င်းဆက်သွယ်သွားလာရေးအတွက်စကိုင်းမြို့အနီးအရာဝတီမြစ်တစ်စစ်ချိုးနေရသည့်လွန်စွာအရေးပါသည့်မဟာပြူဟာမြောက်နေရာတနေရာလည်းဖြစ်ပါ၏ထိုနေရာ၏ဝင်းကျင်၌မြို့ပြနိုင်ငံများထူထောင်ခဲ့ကြသည့်ခင်များတွင်အမြဲတမ်းသုံးဆွဲနိုင်သည့်တရားတစင်းကိုတိဆောက်ရန်ကိစ္စအားမိမိနန်းတော် လုံခြုံရေးကိုသာစူးစိုက်အာရုံထားနေသောမင်းအေဂရစ်များဖို့မစင်စားခဲ့သည်မှလည်းတဘာဝကြပါသည်သို့သောတက်ဂရရှိယာလေးခုနှစ်တွင် စကိုင်းထူပါယုံစေဒီဒါရက်ကနရပတိမင်းသည်အင်းဝမတဖက်ကန်စကိုင်းသို့အေယာဝတီမြစ်ကိုဖြတ်တန်း၍တစ်သားဝါဒရာကြီးတစင်းယာယီထိုးခဲ့ဘူးသည်ဟုဆို၏စကိုင်းဘက်ကန်ရှိထူပါယုံစေဒီတော်ထိတင်ပွဲသို့အင်းဝဘက်ကန်မှမင်းမိဖုရားမူးမတ်များနှင့်အတူပြည်သူအများကတရားကိုဖြတ်တန်းသွားလာကာဆင်နွှဲခဲ့ကြသည်ဟုမှတ်သားရဘူးသည် တက္ကရာရှိယ21ခုနှစ်တွင်လည်းအလားတူယာယီတရားထက်မှန်တိဆောက်ကဖျားပွဲဆင်နွှဲခဲ့ကြသည်ဤကားတမိုင်းရဇဝင်တွင်ပထမဦးဆုံးအေယဝရီမြကူတရားကြီးများဖြစ်ပွဲရှိသည်မန္တလေးရလနာဘုံခေတ်တွင်ကထိုနေရာ၏အချက်ချာကြမှုကိုသဘောပေါက်သောအရာရှိကြီးများကကူးတန်းသွားလာ၏အတွက်တရားဆောက်မှုထက်အေယဝရီမြကျောင်းမှစံတက်လာနိုင်သည့်အောက်မြန်မာပြည်မှအင်္ဂလိပ်ရေတပ်ရန်ကိုကာကွယ်နိုင်ရန်မြစ်တစ်ဖက်တစ်ချက်၌ခံတပ်ကြီးများဆောက်လုပ်မှု၌သာအသာခဲ့လေသည် သို့တော့ထိုးစီမံကလည်းမထီရောက်ခဲ့သဖြင့်1885ခုနိုဝင်ဘာလ29ရက်နေ့တွင်မန္တလေးလက်အင်္ဂလိပ်လက်အောက်လုံလုံလရကျရောက်ပြီးနောက်မြန်မာနိုင်ငံတဝန်းလုံးအင်္ဂလိပ်အုပ်စိုးမှုရန်ရာကြီးဖြင့်အပီးပိုင်လွှမ်းမိုးချုပ်ကန်နိုင်ခဲ့သည်နိုင်ငံရေးစီးပွားရေးများကိုအ धिक ချုပ်ကန်ချက်လဲခဲ့ပြီးနောက်မြန်မာနိုင်ငံတွင် အင်္ဂလိပ်အုပ်ချုပ်ရေးအသားကျသွားသောအခါစစ်ဖြူဟာအရေးပါသည့်စကိုင်းမြို့အနီး ်အေယာဝတီမြစ်တစ်စစ်ချိုးနေရာတွင် အမြဲတမ်းတရားကြီးတိဆောက်ရန်1920ခန်းနှစ်ခုနှစ်တွင်မြန်မာနိုင်ငံ၏ပထမဆုံးဘရင်ခံစာဟာကုတ်ဘတ်တလာကအုံမြင့်ချခဲ့သည်1890ခုနှစ်ကတည်းကဖောက်လုပ်ပြီးစီးခဲ့သောစကိုင်းရွှေဘူးမိရထာလန်းဒီလည်းတရားကြီးကြောင့်မန္တလေးမြို့နှင့်တဆက်ထဲဖြစ်သွားပေမည်ထိုအခါ1899ခုနှစ်ကတည်းကဖောက်လုပ်ဆက်သွယ်ခဲ့သောရန်ကုန်မန္တလေးမိရထာလန်းနှင့်လည်းဆက်သွယ်မိသွားမည် ထို့နောက်ရွှေဘိုမမြကြီးနာတို့မိယထာလန်ကိုဆက်လက်ဖောက်လုပ်ခဲ့သည်1928ခုနှစ်တွင်စတင်အုံမြင့်ချခဲ့သောအင်းဝတရာကြီးသည်1948ပေရှိ၍တရားနှစ်ပေမြင့်သည်တရားမှာတန်ပေါင်းပေါင်းကူတရားဖြစ်ပြီးရမကြီး9ခုရမလက်တစ်ခုရမငယ်6ခုရှိသည်ရမကြီးတစ်ခုလျင် အလျားပေ350ရှိရှိကရမလက်မှာပေ250ရှိသည်အပိုင်းဆက်ရမတူမှာပေ60ရှိရှိပြီး တန်တန်ချိန်ပေါင်း11145တန်အသုံးပြုခဲ့သည်1928ခုနှစ်တွင်အုံမြစ်ချပြီး1934ခုနှစ်တွင်တိဆောက်ပြီးစီးသွားသော အင်းဝတ္တရာကြီးကြောင့်924မိုင်ရှိရန်ကုန်မြကြီးနာမြည်ထာလန်းသည်မန္တလေးမှတဆင့်အကြမ်းလက်မရှိတောက်လျှောက်ဆက်သွယ်နိုင်ခဲ့၏1934ခုနှစ်ဇန်နဝါရီ2ရက်နေ့တွင် ဘယင်ခန်ဆာဟူစတီဗင်ဆင်က အထူးမိရထားဘယင်ခန်စီတွဲဖြူကြီးတွင် စီနင်းကကက်ပိုရဲတွင် ခရိုင်မိရထားတည်ယူပို့ဆောင်၍အရာရှိချုပ်ဦးတင်ကခေါင်းပေါင်းပစိုးတောင်ရှိရှုဖနက်အနက်နှင့်လက်၌အလန်စိန်ကြီးကိုတလူတူလွင့်ကအင်းဝတရားကြီးအားမိရထားဖြင့်ဖြတ်တန်းခဲ့ပြီးထို့နောက်တရားတစ်ဖက်မန္တန်၌မန္တလေးကိုမြင့်ကျောင်းသူလေးတဦးကဘယင်ခန်ကိုတန်းစီဆက်ကြိုဆိုခဲ့ပြီးထို့နောက်တရားဖွင့်ပွဲကိုစီတော်များရွှမ်း၍ခမ်းနားစွာကျင်းပခဲ့၏ဟု ရင်ခံကိုပန်းစီဆက်ကြိုဆိုခဲ့သူကွန်ဘက်ចောင်းသူလေးမှာနောင်တွင်မိုးဒေဝမလားရွှေဟုထင်ရှားကြော်ကြားမိသူလေးဖြစ်ခဲ့သည်ထိုစဉ်ကနမေကျော်တချင်းရေးဆရာနန်းတော်ရှိဆရာတင်ကတရားကြီးဆက်ပြီးပြီးသွားမိခီးသည်ငှက်တမန်ကူလို့စိတ်ကအေးရရှာသည်အခုများတလဲမြန်မာလူမျိုးတွေအလုံးမရှိလို့တရားကြီးကိုကြည့်ကငုံမိသည်ငုံမိပါသည်တချင်းရေးဆက်၍အလုံးလက်မဲ့ဖြစ်သွားကြသောကြီးလက်ငှက်တမန်တမလေးများဘက်မှစာနာပေးခဲ့သည်1940နှစ် ခုနှစ်ဧပြီ3ရက်နေ့၌မန္တလေးကိုဂျပန်လေတပ်ကအကြီးအကျယ်ပုံကျဲပြီးနောက်အင်္ဂလိပ်စစ်တပ်မှဗိုလ်လာကျူပြဂျင်နီယယ်ဝီလျံစတင်းသည်1942ခုနှစ်ဧပြီလ3ရက်နေ့ည7:00နာရီထိုးရန်တမိနစ်အလို၌အင်းဝတရားကြီးအားမိုင်းခွဲဖြက်စီးကာမြစ်ကြီးနားလမ်းအတိုင်းဆုတ်သွားခဲ့သည်ထို့ကြောင့်တရားကုန်းအမှတ်9-8မှာမြစ်အတွင်ကျိုးကျပျက်စီးခဲ့သည်လွတ်လပ်ရေးရတော့လေပျက်စီးပြတ်တော့နေတော့အင်းဝတရားကိုပြင်ဆင်နိုင်ခြင်းမရှိခဲ့ချေ စကိုင်းစိတ်ကန်းနှင့်မန္တလေးပတ်မအမရပူရာဆံရွေးစိတ်ကန်းကိုကူးလို့ဖြင့်ကူးကြရသည်မိရထားတွင်များလည်းကူးလို့ဖြင့်ကူးကြရ၏1953ခုနှစ်မေလ၌ထိုစဉ်ကဝင်ကြီးချုပ်ဦးနုကိုရိုင်းအင်းဝတ္တဒါကြီးပြင်ဆင်နိုင်ရေးအတွက်ကိုရိုင်းကိုကြကြက်မှတ်ကမိရထားဌာန၏စီမံမှုတွင်မြန်မာမျိုးသားအလုပ်သမားများ၏လုံလဝီရဖြင့်အားကျုံးမှန်တက်ပြင်ဆင်မှုကြောင့်1954ခုနှစ်အောက်တိုဘာလ9ရက်၌ ထိုအချိန်ကနိုင်ငံတော်သမ္မတကြီးဒေါက်တာပါဦးကိုရိုင်းဖွင့်လှစ်နိုင်ခဲ့သည့်ကုန်ကျငွေ58သိန်းကျော်သည်ဟုဆိုသည့်မိရထားရောမော်တော်ကားပါဖျက်ဆီးနိုင်ခဲ့သောအင်းဝတရားကြီးမှာတတန်း90ကျော်ချိန်တွင်ပူမိုတိုးတက်များပြားလာမည်ကူတန်းသွားလာမှုများအတွက်လက်ရှိတရားကြီးရေဆန်ဘက်ပေ2000กว่าတွင်အေယာဝတီတရားယတနာဘုံကိုတိဆောက်ပြီးခဲ့ပြီးအေယာဝတီတရားယတနာဘုံမှာအရှိ9614ပေးရှိပြီး ပင်မတန်ပေါင်းတရားမှာ3694ပေရှိသည်မန္တလေးဘက်ကန်တန်ကူကွန်ကရစ်ချင်းကတ်တရားမှာ1140ပေရှိကာစကိုင်းဘက်ကန်တန်ကူကွန်ကရစ်ချင်းကတ်တရားမှာ980ပေရှိသည်ပင်မတရားတွင်369.35ပေရှိအခန်းလေးခန်းနှင့်935ပေရှိတန်ပေါင်းခုံးတရားအခန်း၃ခန်းပါရှိ၍ခန်းပွဲအကျယ်ဆုံးမြေကူးတရားကြီးလည်းဖြစ်သည်မြို့တော်ပင်ဆိုစေကမူ 2024ခုနှစ်ဇန်နဝါရီ2ရက်နေ့ကတက်တန်း90တင်းတင်းပြည့်ပြီဖြစ်သောမူလအင်းဝတရားကြီးသည်တမိုင်းရတံမိုးကြီးမသောတရားကြီးတစ်စင်းအဖြစ်တရှိခဲ့လေပြီးမြန်မာနိုင်ငံတမိုင်းဒုတိယကမ္ဘာစစ်တမိုင်းတို့တွင်ကမ္ဘာတိထင်ရှားခဲ့သောတရားကြီးလည်းဖြစ်ခဲ့ပြီးအထူးသဖြင့်အင်းဝတရားထိပ်ရှိတပြေတန်းခံတတ်သည်ယခုကဲ့သို့သောတမ္မနီတရားကြီးတစ်စင်းကိုအင်္ဂလိပ်လူမျိုးတို့ယခုနေရာ၌တိစောက်ခွင့်ရရှိခဲ့သည့် အထက်မြမပြည်တိမ့်ပိုက်ရေးပြူဟာကိုခုခံရတွင်ဒရေးတကြီးစစ်ရေးပြူဟာမြောက်နေရာတစ်ခုအနေနဲ့လည်းအထင်ရှားဖြစ်သည့်တကယ်တော့တပြေတန်းခံတဲ့အင်းဝတရာစကိုင်းတဒနာနယ်မြေနှင့်နောက်ဆုံးမင်းနေပြည်မန္တလေးတို့၏ဆက်ဆက်မှုမှာနိုင်ငံခြားသားသူတွေတီများခီးသွားများစိတ်ဝင်တစားရှိကြမည်မှာတေချာသည်ထို့ပြင်အင်္ဂလိပ်ကအနှစ်တရာကျော်အုပ်ဆိုးခဲ့ပြီးဒုတိယကမ္ဘာစစ်အတွင်း အရှိတောင်အာရှအီစစ်မြေပြင်များတွင်အထင်ရှားရှိခဲ့သည့်ကိုလိုနီခေတ်မြန်မာပြည်တမိုင်းတွင်ယခုအခါတပ်တန်း၂ခုပြည့်အင်းဝတဒါခေါ်စကိုင်းတဒါသည်လည်းအထူးကဆက်ကောင်ဖြစ်ခဲ့သည်မှာအမှတ်ရပွဲဖြစ်သည်